ဗုဒ္ဓဂုဏန္တံအဟံဝန္တမိဤလူဘဝအရတောတိမြတ်စွာဘုရားရဲ့ဂုံကိုဤသာယုံကြည်လက်ဆုံးမို့၍ရှ िख ုကရောပါဤအရှင်ဖယံဓမ္မဂုဏန္တံအဟံဝန္တမိဤလူဘဝအရတောတိ တရားတော်များယင်ကုန်ကိုဤသရာယုံကြည်လက်ဆောင်မို့၍ရှ िख ူကရောဝါဤအရှင်ဖယံသံဃာကုဏ္ဏန္တံဟောနာမိဤလူဘဝရတော်သည်သံဃာတော်များယင်ကုန်ကိုဤသရာယုံကြည်လက်ဆောင်မို့၍ရှ िख ူကရောဝါဤအရှင်ဖယံ မာတာပိတုကုဏန္တံဒံအဟံဝန္တာမိဣလူဘဝအယတောတိမိဝန္တပါယေဂုံကိုဤသာယုံကြည်လက်ဆောင်မောရေရှ िख ုကရောဝါဤရရှင်ဖယံအာစရိယကုဏန္တံဒံအဟံဝန္တာမိဣလူဘဝအယတောတိ ဆရာသမားများရဲ့ဂုံကိုယင်သရာယုံကြည်လက်ဆုံးမို့၍ရှိခိုးကြောပါ၏အရှင်ဖယံဘုရားပစ္စည်းကဘုရားသာရဟံအကတဝကမာတာပိတုဂုရုတထာဓမ္မတိတကသာတယကံ ဣမိတတမဂုဏိမယဝနာမသဗ္ဗကံနမကာရနုဝဝေနဟိတဝသဗ္ဗေဥပတဝေနေကအန္တရာယပိဝိနံသန္တုအပိသတောသတ္တောတင်ရှာရှင်တော်မြတ်ဗျာပြာပြီးတော်သူတဏမံ မသိမလီမှာရင်ကမိုင်မဲစွာ ပြမမိခဲ့တဲ့ကံတွေရှိခဲ့ပါကုန်၏ဒုက္ခတို့ဤတတိနှင့်တမြမှုပြတွင် ပြောင်းခြင်းအကျိုးငံရှင်တော်မြတ်ဗျာ၏အဆုံးမဟုခိုင်လျက်ရှင်တော်မြတ်ဗျာဟာထံ၌ပင်တတိတော်တို့ကိုတောင်းပန်ကြောခြင်းခွင့်ကိုပေးသနာတော်မူပါရှင်ဗျာ တပိတော်တို့သည်တန်လျာသမသာဖြင့်ယနေ့တိုင်အောင်ဂုံကျေစုကြီးမောင်းကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့ပေါ်၌၎င်းဂုံကျေစုကြီးမောင်းကုန်သောပစ္စည်းကဗုဒ္ဓရှင်မြတ်ကြီးတို့ပေါ်၌၎င်းကုန်ကျေသူကြီးမားကုန်သောဧကသာဝကယန္တာရှင်မြတ်ကြီးတို့ပေါ်၌၎င်း ကုန်ကျင်ကြည်မာကုန်သောမာတာဝကသာသောယဟနာရှင်မြတ်ကြီးတို့ပေါ်၌၎င်းကုန်ကျင်ကြည်မာကုန်သောမိခင်တို့ပေါ်၌၎င်းကုန်ကျင်ကြည်မာကုန်သောဖခင်တို့ပေါ်၌၎င်းကုန်ကျင်ကြည်မာကုန်သောလိမ္မာစီယံကျူကြောင့်ပြ၍ဆုံးမတတ်သောဆရာသမားတို့ဤပေါ်၌၎င်း ကုန်ခြင်းကြီးမားကုန်တော်ကုန်သီလကုန်တမာရီကုန်ပညာကုန်တို့ကိုစီမံပြင်းခြင်းလျက်ရှိကြကုန်သောလူပုဂ္ဂိုလ်ယံပုဂ္ဂိုလ်ရိယပုဂ္ဂိုလ်တို့၏ပေါ်၌၎င်း ကုန်ကျေစုကြည်မာကုန်သောတရားဓမ္မတို့ကိုဟောပြောပြတာဆုံးမတတ်သောဆရာသမားတို့ဤပေါ်၌၎င်းကုန်ကျေစုကြည်မာကုန်သောထမင်းတလုံးရေတမုံစသည်ဖြင့်ပေကံကြည်မြင်တော်ပါမှုသောကျေးဇူးရှင်တို့ဤပေါ်၌၎င်းဂုံကျေးဇူးကြည်မာကုန်သောအနန္တောအနန္တဂိုင်းကားများတို့ဤပေါ်၌၎င်း ကုန်ကျင်ကြည်မာကုန်သောမြတ်စွာဘုရား၏သာသနာတော်မြတ်ကြီးပေါ်၌၎င်းကာယကံဝစီကံမနောကံကံသုံးပါးတွင်တဘာဝသောကံဖြင့်ပြမမိသည်ရှိခဲ့ပါသောထိုပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငံယုတိမြတ်တို့လက်ဆုံးမိုး၍တောင်းမှပါကုန်၏ဝန်ချပါကုန်၏ကရောပါကုန်၏ရှင်ဘုရား ဤသို့တောင်းပန်ရသောဝင်ကြရသော ကရောရသောကောင်းမှုကံစေရနာတို့ကြောင့်အလုံးစုံသောပြေယောကအနိယပေါင်းတို့မှကေဝေပြီလျင်မြတ်စွာဘုရားရှင်ဟောကြားတော်မူသောသစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့ဆံဝင်နိုင်သောကိုဖြစ်ပါစေသောအရှင်ဖျား လောကီမင်္ဂလံပြာပြတို့သည်လည်းစိတ်ကြံနိုင် တောင့်တတိုင်းလွယ်ကူလင်မြန်စွာပြည့်စုံ၍နှလုံးစိတ်ဝမ်းအေးချမ်းရပါစေသောအရှင်ဖျား